မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကတော့ကျွန်တော်တို့ဒီအနောင်နှလုံးပေါင်းခြင်းပရိတ်တွေကိုပြန်လည်မြောက်ပြသမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီ30ကြိမ်မှာဗောနောပြည့်ခဲ့တဲ့30ကြိမ်မှာအနောင်နှလုံးပေါင်းခြင်းပရိတ်23မျိုးပြပေးထားတာဖြစ်ပါတယ်ဗောနော20နံပါတ်1 3 3 5 6ဆိုတာလေးအဖောက်သွားခဲ့ပြီးတော့20နံပါတ်2နဲ့20နံပါတ်3နဲ့ကအောင်မြင်သွားတယ်ဗောနောကျွန်တော်တို့ဒီ3 5နှစ်ဆိုတဲ့အတွက်ကြောင့်မို့အနောင်နှလုံးပေါင်းခြင်း9ပရိတ်ချပေးသွားတယ်ဗောနောဒီ20နံပါတ်3ကတော့ပြတ်သွားတာဖြစ်ပါတယ် ပြည်ပင်မရှိဘူးဆိုပေမဲ့ဒီ20နံပါတ်ပြီးခရစ်တစ်၁၀ချိန်မှာတော့စိတ်မကောင်းစွာပဲဖောက်တယ်ပေါ့နော်20နံပါတ်နဲ့20နံပါတ်3နဲ့ကတော့အောင်မြင်သွားတာဖြစ်ပါတယ်အရင်ဆုံးကျွန်တော်တို့ဒီ20နံပါတ်တည်းဒီ၁ချိန်ပဲဖောက်သေးတဲ့အတွက်ကြောင့်မို့ဒီဆက်တဲ့ချိန်မှာလည်းကျွန်တော်တို့ထပ်ပြီးတော့တင်ပြသွားမယ်ပေါ့နော်ဒီငါတုံများလေးအနေစားတာဖြစ်ပါတယ်၄ပြိ၃များ၃၃ပြိ၃၆၉ပြိ၄၁၅ပြိ၆ခွန်၃ပြိ၆တုံများ၆မှာတုံများနဲ့၆ပေါင်း၆ပေါင်းနော် ဒီအနောင်နှလုံးပေါင်းရှင်ပရိဖြစ်ပါတယ်ချောင်းနဲ့နှစ်ကရှင်းလေးလေးပေါင်းရှင်းနှစ်တူကိုနှစ်တီ3ပါနော်439ရှောင်း3ကိုတုံများနဲ့9ပေါင်း9 9 6တုံများတုံများတုံများ943ဖြစ်ပါတယ်ပြီးရင်ဒီဘက်မှာနော်963ရှောင်း3ရှင်း9 6 9 9 9 7 6တုံများနဲ့9ပေါင်း9ကျွန်တော်ပြခဲ့တဲ့ဘက်မှာ3 3 5 6ဆိုတာလေးကတော့ ဖောက်သွားခဲ့တာဖြစ်ပါတယ်။တူချပစ်သွားတာဒီ3-5နှစ်ဖြစ်ပါတယ်ဗောနော်။3-5နှစ်ဆိုတဲ့အတွက်ဒီအနောက်နှလုံးပေါင်း9နှစ်နှစ်ပေါင်းရှင်း9ဖြစ်တဲ့အတွက်ကြောင့်မို့ဒီမှာတင်းတင်းတောင်းလေး9 6ဆိုတာလေးကပြတ်သွားတယ်ဗောနော်။ okay 20နဲ့၄ချိန်မှာတစ်ချိန်ပေါက်တယ်ဗောနော် okay ကျွန်တော်တို့ဒီ25ဒီဆက်တဲ့ချိန်မှာထပ်ပြီးချပေးတော့မလားဆိုတာလေးကတော့ကျွန်တော်တက်ပြီးတော့အတူတူလေ့လာကြည့်အောင်ဗောနော် okay ကျွန်တော်တို့ဒီ တစ်ကြိမ်တည်းပဲပြတ်သေးတဲ့အတွက်ကြောင့်မို့ပေါ့နော်ဒီဆက်တစ်ကြိမ်အတွက်ကျွန်တော်တို့ထပ်ပြီးတော့အနေနဲ့ကြည့်မယ်ပေါ့နော် okay yureni ga di shikon kwa shiko de jain paung tha da phit par de di 3 na 1 paung shin di de pi yin di anauk ga 9 na 1 paung tha da phit par de shin le paung na 7 ni ne 9 paung 7 ti so le twa 1 ni 3 4 5 6 anon na lo paung shin pray phit me ba no ai ma 3 5 ni so le twa 9ရက်နေ့အပေါင်းရှင်းခုနှစ်ဖြစ်တဲ့အတွက်ခုနှစ်မှာပါတဲ့အတွက်အဲ့ဒီမှာတစ်ကြိမ်ဖောက်သွားတာဖြစ်ပါတယ်။ဟုတ်ကဲ့ဒီဆက်တစ်ကြိမ်အတွက်ဒီနှစ်ကိုတစ်ကြိမ်ပေါင်းမယ်။3နဲ့4နဲ့မှာတစ်ကြိမ်စီပေါင်းပြီးတော့နောက်ထပ်9နဲ့ထပ်ပေါင်းရမှာဖြစ်ပါတယ်။ဒါဆိုရင်ကျွန်တော်နှစ်နဲ့နှစ်ကတစ်ကြိမ်ပေါ့နော်။3နဲ့4ပေါင်းခြင်းဒီခုနှစ်ဖြစ်ပါတယ်။ပြီးရင်9နဲ့ထပ်ပေါင်းရတာဖြစ်ပါတယ်ခင်ဗျာ။အဲ့ဒါရှင်နိနခွန်နဲ့ပေါင်းတာဒီကိုကိုနဲ့ကိုပေါင်းတာက78ဖြစ်တဲ့အတွက်ကြောင့်မို့ ရှိကိုတောင်ညာတင်းနေတော့အနန္တလုံးပေါင်းချင်းပြိရမှာဖြစ်ပါတယ်။ဒါဆက်တဲ့ချိန်အတွက်ကျွန်တော်တို့20အရာပေါ့နော်ရှိကိုတောင်ညာတင်းနေတော့ရှိကိုတောင်ညာတင်းနေတော့ဆိုပြီး ဖြစ်မယ်ပေါ့နော်ဒါ20အရာဖြစ်ပါတယ်ခင်ဗျာ။ Okay ဒီမှာကြည့်လိုက်မယ်ပေါ့နော်ဒီအောက်မှာနံပါတ်3ပေါ့နော်ကျွန်တော်အနန္တလုံးပေါင်းချင်းဒီရှိကိုတောင်ညာတင်းနေတော့ဆိုပြီးရတာဖြစ်ပါတယ်ခင်ဗျာ။ โอเคနောက်ထပ်တွင်နီနံပါတ်2နဲ့တွင်နီနံပါတ်3ကိုလည်းကျွန်တော်တို့အတူတူထပ်ပြီးလေ့လာကြအောင်ပါခင်ဗျာโอเคကျွန်တော်တို့ဒါလေးကအနောင်နှလုံးပေါင်းခြင်းပရိတ်တွင်နီနံပါတ်2ဖြစ်မယ်ပါနော်ဒီကလေးပင်ရှိပါတော့26 29 28 29ကနေစပြီးတော့ပြပေးထားခြင်းဖြစ်ပါတယ်။ဒီကုတုံများ235ပြိဖြစ်မယ်ပါနော်။နင်းနေတဲ့ဆွေအတွက်နင်းနေတဲ့ပေါင်း3ပြိ ရှင်းလေးတုံးမှာ၄တုံးပေါင်း9ပြည့်ရှင်းလျှောက်တုံးမှာ6နဲ့3ပေါင်း9နှစ်တုံးများ9မှာ3များနဲ့9ပေါင်း9ခွန်ခွန်ကူမှာခွန်နဲ့ကူပေါင်းဆက်လျှောက်၃များနဲ့၃များပေါင်း၃ညခွန်ခွန်ပေါင်းရှင်းက၁၄ပေါ့နော်။ရှေကိုလေးမှာကိုလေးပေါင်းတာ၃၃၆၃တပင်မှာ၆နဲ့၃ပေါင်းရှင်းကို၆ရှေခွန်မှာ၈ခွန်ပေါင်း၅တင်းနည်းနဲ့ခွန်တပင်မှာဒီတွင်းနည်းနံပါတ်၄ကလည်းပြတ်သွားခဲ့တယ်ပေါ့နော်။၃ရှေရှေမှာဆက်ပြီးတော့ဥကင်လာတယ်ပေါ့နော်။၃များနဲ့ကူပေါင်း၉ ဒီခရီးဘတ်နဲ့၄၅ခွန်ရှင်း၉၃များမှာ၃၅နှစ်ဆိုတဲ့အတွက်ဒီအနောက်နှလုံးပေါင်း၅နဲ့နှစ်ပေါင်းရှင်း၇ပြည့်ဆိုပြီးတော့အဲ၃ပင်ဆက်တိုက်ဆက်ပြီး OK လာတယ်ပေါ့နော်။ OK ဒါဆိုရင်ကျွန်တော်တို့ဒီဆက်တဲ့ချိန်အတွက်ဆက်ပြီးတော့လေလာကြအောင်လားခင်ဗျာ။အပြင်ပေါင်း၄၀ပေါ့နော်။၄၀မှာဆိုရင်တစ်ချိန်ပြတ်တာဖြစ်ပါတယ်။၄၀မှာဒီနေ့နဲ့ခွန်တစ်ချိန်မှာပြတ်သွားတယ်ပေါ့နော်။ Okay ဒါဆိုရင်ဆက်တဲ့ချိန်အတွက်က999 3 5နေဖြစ်ပါတယ်ပြီးရင်2 3ညာ2 3ညာပြီးတော့3 4 5ပြီးရင်1 3 4နော်3 3ညာ9 3ညာ4 4ဖြစ်ပါတယ်။ Okay ဒါဆိုရင်20ကဒီနှစ်ကို3နဲ့မြောက်ထားတဲ့အတွက်9ကို3မြောက်မယ်ပြီးရင်9ကို9နဲ့ထပ်မြောက်မယ်3နဲ့9နဲ့မှာတစ်ချိန်စီဒီနှစ်ကို3နဲ့မြောက်မယ် ဒီကိုနှစ်ကြိမ်ပေါင်းမယ်ပြီးရင်လေးမှာတစ်ကြိမ်ဒီအလေက၃ညမှာတစ်ကြိမ်၃ညမှာတစ်ကြိမ်လေးကိုနှစ်ကြိမ်ပေါင်းပြီးတော့၃နဲ့ထပ်ပေါင်းရမှာဖြစ်ပါတယ်ပေါ့နော်အစွင်းတီရှိဆုံးက93ဒီ55 55လီယာလေး25ဆိုတော့ပေါင်းရှင်း30ဖြစ်မယ်ပေါ့နော်3နဲ့5ပေါင်းရှင်းဒီ10ဖြစ်ပါတယ်နေ3ဒီဒီ6ပေါ့နော်ပြီးရင်9နှစ်ကျင်းက18ဒီလေး3ည3ညပေါင်းရှင်း လဲကနှစ်ချိန်ပေါင်းထားတဲ့အတွက်ရှစ်ရှစ်ကိုသုံးပေါင်းတာဆက်တည်ဖြစ်ပါတယ်။ဒါဆိုရင်ကျွန်တော်ဒီ6နဲ့၄ပေါင်းချင်း30ဖြစ်မယ်ပေါ့နော်။ဒီ6ရဲ့ဒီ၄ရဲ့ပေါင်းချင်းဒီ30ရှင်းနေကြင်ပေါင်းရှင်း76ဒီတင်းတဲ့ထပ်ပေါင်းတော့ခွန်ရမှာဖြစ်ပါတယ်။ဒါဆိုရင်ခွန်ကိုတိတိုးတာကချင်းရှစ်ကိုနင်းနဲ့ထပ်ပေါင်းမယ်ပေါ့နော်။အပေါ်မှာ9ကိုနင်းပေါင်းခွန်ရှစ်ကိုတုံများယူထားတဲ့အတွက်ရှစ်ကိုနင်းပေါင်း30တုံများတင်းနဲ့တော့ တနီးရကျွန်တော်ခွန်ချစ်တော်များတင်းနေတော့အနောင်နှလုံးပေါင်းချင်းပြည်ဖြစ်ပါရယ်ခင်ဗျာတနီးနံပါတ်2ကဒီခွန်ချစ်တော်များတင်းနေတော့ဆိုပြီးတော့တနီးရဒီကနန်းလေးရနေတယ်ပေါ့နော်ခွန်ချစ်တော်များတင်းနေတော့ဆိုပြီးဖြစ်ပါတယ်20နံပါတ်3ပြည်3လုံးယူတဲ့နေ့ကိုလည်းကျွန်တော်ထပ်ပြီးတော့ဒီလိုလေးလာကြည့်မယ်ပေါ့နော် ဒါလေးကတော့ DF Today နံပါတ်3ဖြစ်ပါတယ်။အနောက်နှလုံးပေါင်းရှင်ဘရိတ်ပရိတ်ကနန်3လုံးဖြစ်မယ်ပေါ့နော်။ပရိတ်3လုံးဖြစ်ပါတယ်။ဒီခွန်ခွန်ကိုကနေစာပြထားတယ်ပေါ့နော်။9နဲ့နှစ်ပေါင်း7တိတ်ကို9ပေါင်း10တုံများတင်းနဲ့အနောက်နှလုံးပေါင်းရှင်မှာ9တုံများတုံများဆိုတဲ့အတွက်ပေါင်းရှင်တုံများလေးလေးပြီးရင်6 9လေးမှာဆိုရင်ပေါင်းတင်းနဲ့3ပရိတ်ပေါ့နော်။အဲ့မှာ6 9လေးဆိုတော့9နဲ့4ပေါင်းရှင်3ပရိတ်၅6 3မှာ ်၆သုံးပေါင်းရှင်၉ပရိတ်၆၈ခုံမှာ၈ခုံပေါင်းရှင်၅ပရိတ်နိနေခုံမှာနိနေခုံပေါင်းရှင်၉ပရိတ်၃ရှစ်မှာ၈ရှစ်ပေါင်း၆၃၉၉ပေါင်း၉ပြီးခရီးတစ်ပတ်ကျွန်တော်တို့ဒီမှာ၆ခုံရှင်အနောင်နှလုံးပေါင်းရှင်ရတယ်ဗောနော၃၅၄၀ဆိုတဲ့အတွက်ကြောင့်မို့ဒီ၅နဲ့နှစ်ပေါင်းရှင်၇ပရိတ်ဆိုပြီးတော့ဒီ20နဲ့ဆက်ပြီးတော့ OK နေ7ပဲဖြစ်ပါလေဗောနော9နဲ့2ပေါင်းရှင်ခွန်ဆိုတဲ့အတွက်ဒီ20အောင်တယ်ဗောနော်ဒါဆိုရင်ကျွန်တော်တို့ဒီ ်ဆက်တဲ့ကြိမ်အတွက်99935နဲ့ဒီအောင်းနှလုံးက139ဖြစ်ပါတယ်ခင်ဗျာ139ဆိုတဲ့အတွက်ကျွန်တော်တို့အဘောက20အတိုင်းပဲ9နဲ့6ပေါင်းဆက်ခွန်ယူထားတဲ့အတွက်ဒီနေ့နဲ့နှစ်ပေါင်းချင်းဒီလေးသေးကိုလေးအနောက်က9နဲ့ထပ်ပေါင်းတော့လေးနဲ့ကိုပေါင်းချင်းဒီ73ရတဲ့အတွက်35အနောက်နှလုံးပေါင်းချင်းပြိဆိုပြီးရအောင်ဖြစ်ပါတယ်ဗောနော်အဖြေကကျွန်တော်35 အနောက်နှလုံးပေါင်းရှင်ပြိဆိုပြီးရာနေတာဖြစ်ပါတယ်ပေါ့နော်။ Okay ဒါဆိုရင် ကျွန်တော်တို့ဒီ20နံပါတ်3က345ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ။ Okay 23မျိုးစလုံးဒါကျွန်တော်ထပ်ပြီးရှားပြီးသွားခင်မယ်ဆိုရင်ပေါ့နော်ပြီးခဲ့တဲ့တစ်ပတ်မှာတော့ပုံတူမရှိနေဘူးပေါ့နော်။ဒီတစ်ပတ်မှာတော့ကျွန်တော်ပုံတူပြိ3ပြိရှိနေတာဖြစ်ပါတယ်။ဒီခေတ်တစ်ပတ်မှာဒီကျွန်တော်ကဒီ3.5ကနန်း3လုံးပြည့်ပြည့်မယ်ထင်နေတာတန်ရင်းနံပါတ်1ပြည့်သွားတယ်ပေါ့နော် ဆိုတော့ဒီမှာပုံသူရှိနေတာဖြစ်ပါတယ်ပုံသူ break က3 break ပေါ့နော်အနောက်နှလုံးပေါင်းရှင်း3 break ဒီ20နံပါတ်10နဲ့20နံပါတ်2မှာတော့8 3 9တင်နေတော့ပုံသူနေတာဖြစ်ပါတယ်ပေါ့နော်။ဒါကြောင့်မို့ကျွန်တော်တို့တုံးပရိတ်ကိုအတင်မှာဖြစ်ပါတယ်။ဒါက23မျိုးပေါ့နော်။တင်နေတော့ပရိတ်3မျိုးနောက်ထပ်ကျွန်တော်တို့နံပါတ်၄အနေနဲ့ပရိတ်3လုံးယူတဲ့နေ့က3ညာနေ့ရှိပရိတ်ဖြစ်မယ်ပေါ့နော်။3ညာနေ့ရှိပရိတ်ဆိုတော့ကျွန်တော်တို့ဒီ 3 break တင်မယ်ပေါ့နော်3 break တင်ပြီးတော့20 number 4မှာတော့မတူနေဘူးပေါ့နော်ဆိုတော့ဒီ3ည20 break ပေါ့နော်3ည20 break က20 number 3နဲ့20 number 4မှာလေပါနေတဲ့အတွက်ကြောင့်မို့ကျွန်တော်ဒီ20 number တင်နေ3ကိုပဲ3 break တင်ပြီးတော့ပုံပေါ့နော်3 break တင်ပြီးတော့ဒီ3ည20 break ကိုအရင်အနေနဲ့ထည့်ထားရမှာဖြစ်မယ်ပေါ့နော် ုံညာညရှဲအနောက်နှလုံးပေါင်းခြင်း break ကိုအရင်အနေနဲ့ထည့်ထားရမှာဖြစ်ပါတယ်။သုံး break ကိုတော့ဦးစားပေးရမှာပေါ့နော်။ဒါကျွန်တော်တို့20အရာဖြစ်ပါတယ်။ Okay ကျွန်တော်ရဲ့ video ကိုလည်းအဆုံးထိလိုက်ပါကြည့်ရှုအားပေးခဲ့ကြတဲ့ကျွန်တော်ရဲ့ message တို့တယောက်ရှင်စီကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့နောက်ထပ် video မှာပေါ့နော် အလဲတုံးမဟုတ်ရဲ့အပိတ်နေရာမှာမထီကိလေးလုံးယူတဲ့နေ့ကိုလည်းကျွန်တော်ပြန်လည်မျှဝေပြီးတော့ပါဦးမယ်ခင်ဗျာ ဒါကြောင့်မို့ကျွန်တော်ရဲ့ဗီဒီယိုကိုလည်းရှောင်မြောကြည့်ရှုအားပေးကြပါအောင်ခင်ဗျာကျွန်တော်နောက်ထပ်နောက်ထပ်ဗီဒီယိုမှာလည်းတနီကောင်းလေးတွေကိုခြောက်ဝဲမြောက်ဝင်တင်ဆက်ပေးတော့ပါအောင်မယ်ခင်ဗျာโอเคအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ